ပြည်သူများလောကမင်္ဂလာခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Family Soy လို့ဖြစ်စနုတ်ခေါ်ကြတဲ့ Soling ဦးကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလစာလာပိုင်းတော့ကသူ accident ဖြစ်ခဲ့တဲ့ကားကိုပြန်လဲဆယ်ယူလိုက်တဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီဖြစ်စဉ်ကိုတော့အားလုံးသိပြီးသားပါပြီးခဲ့တဲ့2024ခုနှစ်စာလာပိုင်းတော့က Soling ဦးကသူ့ရဲ့ကားနဲ့အတူကြောက်ထဲကိုပြုတ်ကျသွားခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့သူဆေးရုံရောက်တဲ့ဓာတ်ပုံတွေပေါ်ထွက်လာခဲ့တယ်အဲ့ဒီတော့က သူ့ကိုဆက်ဆံနဲ့ပွဲတည်ပေးထားတဲ့အချိန်အဲ့တော့အားလုံးကပွဲမထိုးနိုင်တော့ဘူးလားလို့ထင်မှတ်သွားခဲ့တယ်ပေါ့လေပရိသတ်တွေကလည်းအားပေးစကားတွေပြောကြတယ်ဖြစ်နိုင်မယ်ဆိုရင်ဆက်ဆံတဲ့ပွဲကိုဖျက်လိုက်ပါပြီးတော့ကျမ်းမာရေးကောင်းမဲ့အချိန်တစ်ခုကိုစောင့်ပါအားလုံးစိတ်ချရတဲ့အချိန်တွေကိုရောက်မှပွဲထိုးပါဆိုပြီးတော့ဆိုလင်းကိုအားပေးခဲ့ကြတယ်ဆေးုံကဓာတ်ပုံတွေမှာလည်းနည်းနည်းအနာတရတွေဖြစ်တာတွေမြင်ရတော့ဆိုလင်းတို့ကစိုးရင်ကြတယ်ပေါ့လေအဲ့နောက်မှာတော့9ရက်နဲ့10ရက်လောက်ပဲကြာမယ်ဆိုလင်းကစပြီးတော့ပြန်အသည့် ပေးတာပါသူ့အနေနဲ့ဆက်ဆံတဲ့ပွဲကိုမဖြတ်ဘူးဆက်ဆံတဲ့ဖြစ်အောင်ထိုးမယ်ပွဲဖြစ်တယ်ပွဲထိုးဖြစ်မှာဆိုတဲ့အကြောင်းကိုသူစပြီးအသိပေးတယ်အဲ့နောက်နောက်ထပ်3ရက်လောက်ကြာတဲ့နောက်မှာ1ကနေဒီပြုချက်ပြန်ထုတ်ပြန်တဲ့ဆက်ဆံတဲ့ဆိုလုံးရဲ့ပွဲမှာပြတ်ဘူးဒီပွဲဟာပွဲဖြစ်မြောက်တယ်ပွဲထိုးမှာဆိုတာကိုအသိပေးခဲ့ပါတယ်ဗျဆိုလုံးကအဲ့ဒီ accident ဖြစ်စဉ်ဖြစ်တော့ကသူ့အနေနဲ့ကံကောင်းလို့ပဲကံကောင်းလို့အသက်ရှင်တာဖျားပေးတဲ့အသက်ပဲရှိတယ်ဆိုတဲ့စကားကိုထုတ်ပြောခဲ့ပါတယ် အခုတကယ်လဲကားကိုပြန်ဆယ်တဲ့အချိန်မှာကြည့်လိုက်တော့တကယ်လဲဆိုလင်းပြောတဲ့အတိုင်းဖြစ်နေတာဗျကားတစ်စီးလုံးကတော်တော်ကိုစီးစီးညံ့ညံ့ကျေသွားခဲ့တာအခက်မသိရင်အသက်အန္တရာယ်လုံးဝဖြစ်သွားရတဲ့အခြေအနေပါအခုလိုအနာတရားလောက်နဲ့ဖြစ်ပြီးတော့ဟိုပွဲပြန်ထိုးနိုင်တယ်ဆိုတာဟာကံကောင်းထောက်မှမှုတော်တော်ကိုကြီးမားလို့လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျဆိုလင်းအနေနဲ့လက်ရှိမှာဆိုရင်တော့ဟိုမှာပွဲစဉ်၃ပွဲစတိုင်းရှုံးနေထားပါပြီရှေ့လာမယ့်ပွဲစဉ်မှာရလက်ကောင်းမှုအရေးကြီးလိုအပ်နေဖြစ်ပါတယ် ဆိုလိုအနေနဲ့ဒီဝမ်းကပေးတဲ့အခွင့်အရေးကိုနောက်တစ်ပွဲမှာတော့အမိအရာဖမ်းယူပြီးနိုင်ပွဲနဲ့အတူပြိတ္တတွေရှေ့မှောက်ကိုပြန်အောင်လာနိုင်ပါစေလို့လည်းဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ